မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီတဲ့ကြောင့်လည်းဆုတောင်းပေးပါတယ်ဒီမနေ့မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်စာလံခန်းကြီး1အပိုင်းငယ်9ကို ဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်ထို့ကြောင့်တရားဆုံးဖြတ်တော်မူရာကာလ၌မတရားသောသူတို့သည်မတီးမနေရကြား ဖြောင်းမတ်သောသူတို့၏အပေါင်းအသင်းထဲသို့လူဆိုးတို့သည်မဝင်ရကြအသွင်တူမအိမ်သူဖြစ်တယ်လို့ပလင်းတူဘူးဆိုးတို့စသဖြင့်ကျွန်တော်တို့စကပုံတွေရှိပါတယ်တဘောကတော့ဗာလဲဆိုလို့ရှိရင်လူတွေကကိုနဲ့တန်ရတန်ရကိုနဲ့ပလဲနံတင့်ရကိုနဲ့ဇရိုက်တူရပေါင်းသင်းနေထိုင်ကြတဲ့သဘောရှိပါတယ်ဒိုနီလကောင်းပဲအိမ်တော်တွေပြုကြတဲ့အခါမှာလည်းပဲကိုက ဇယိုက်သမားဖြစ်နေဇယိုက်ဆန်တဲ့သူနဲ့ရတတ်ပါတယ်ကိုကလိမ္မာရင်ကြီးတဲ့သူဖြစ်ရင်ကိုနဲ့တန်တဲ့အရာကိုရတတ်ပါတယ်ဒါကလောကရဲ့ဏိယာမှာသဘောတရားလို့ဒီလိုပဲ ပြောလို့ရပါတယ်အခုလည်းပဲသမာကျမ်းစာကပြောပါတယ်မတရားသောသူတွေနဲ့ဖြောင့်မတ်တဲ့သူတွေကအတူမနေရဘူးနေခွင့်မရှိဘူးဆိုတာကို ဖော်ပြတာကို တွေ့ရပါတယ်မှန်ပါတယ်ဘုရားသခင်က ဖြောင့်မတ်သောသူတွေအတွက်ဖြောင့်မတ်သောသူတွေနေရမယ့်နေရာနဲ့သူတို့ခံစားရမယ့်အရာကိုတတ်တတ်ခွဲထားပါတယ်။မတရားသော သူတွေကတော့လေးတိုက်၍လွင့်နဲ့ဖွဲလိုပဲဖြစ်ပြီးတော့မှဆုံးရှုံးပျက်စီးမဲ့အကြောင်းကိုလည်းအတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ကိုကသဘောထားကောင်းတယ်ကိုကလူတွေကိုချစ်ခင်တတ်တယ်ဆိုရင် ကိုလိုပဲချစ်တတ်တဲ့သူနဲ့ပေါင်းတင်ဆက်ဆံမိမှာပဲဖြစ်ပါတယ်။အကယ်၍ကိုက မာနကြီးတဲ့သူဖြစ်မယ်၊မောက်မာတဲ့သူဖြစ်မယ်ဆိုရင်အဲ့လိုလူစားမျိုးနဲ့ကိုကတွေ့တတ်ပါတယ်။ဆိုလိုတာကသဘောတူရာပေါင်းဖက်ကြတယ်ဆိုတဲ့သဘောမျိုးလိုပဲဒီနေ့ဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာကျွန်တော်တို့ဟာဖြောင့်မတ်တဲ့သူအဖြစ်ရှိနေမှ ဖြောင့်မတ်တဲ့သူရဲ့အပေါင်းအသင်းတွေကိုဝင်ရပြီးကောင်းကြီးခံစားရမှာဖြစ်ပါတယ်။ မတရားသောသူတွေရဲ့တည်နေရာကိုကျွန်တော်တို့ရောက်နေပြီဆိုရင်တော့ကျွန်တော်တို့ဟာမတရားသောသူဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဘုရားသခင်က လောတကိုတောတုံဂေါမောရာမြို့ကနေဆွဲထုတ်ပါတယ်။တောတုံဂေါမောရာမြို့ဟာမိင်းနဲ့ဖြစ်စည်းဖို့ရန်ထိုက်တန်တဲ့မြို့ဖြစ်ပါတယ်။အဲ့ဒီနေရာမှာရောက်နေတဲ့လောတကတော့အဲ့ဒီနေရာနဲ့မထိုက်တန်တဲ့သူဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ကလောတကို တောရုံကောမောရာကနေထွက်လာဖို့ရန်အတွက်အတင်းဆွဲခေါ်ခဲ့ရတယ်ဆိုတာကိုလည်းတမချန်းစာကရှင်းလင်းစွာဖော်ပြပါတယ်။ဘာကြောင့်လဲဆိုတော့တမချန်းစာမှာလောတာဟာမဖြောင့်မတ်တဲ့သူတွေထဲမှာရောက်နေတဲ့ဖြောင့်မတ်တဲ့သူ ဖြစ်ပြီးတော့မတရားတဲ့အမှုတွေကိုမြင်နေကြားနေရတဲ့အခါမှာသူ့ရဲ့ဖြောင့်မတ်ခြင်းကိုညှင်းဆဲခံရတယ်လို့မှတ်တမ်းတင်ပါတယ်။ဒါကြောင့်မလို့လောကမှာကျွန်တော်တို့ မနေအပ်တဲ့နေရာ ရှိတယ်နေအပ်တဲ့နေရာရှိပါတယ်ကိုနဲ့တဟဇာတာမဖြစ်တဲ့နေရာမှာကိုနဲ့အံဝင်ကွင်ချမဖြစ်တဲ့နေရာမှာမနေဖို့လိုတယ်ကိုနဲ့စိတ်တဘောမတူတဲ့သူတွေနဲ့မပေါင်းမိဖို့လိုတယ်ကိုနဲ့တဟဇာတာဖြစ်မနေတဲ့အတိုင်းဝန်းထဲမှာရှိမနေဖို့လိုပါတယ်ဒီလိုဆိုရင်ကိုနဲ့တန်ရတန်ရပေါင်းမယ်ဆိုရင် ကိုကဘာနဲ့တန်တာလဲမတရားသောသူတွေနဲ့တန်တာလား ဖြောင်းပတ်တဲ့သူတွေနဲ့တန်တာလားဝိညာဉ်လူတွေနဲ့တန်တာလားဇာတိလူတွေနဲ့တန်တာလားအမောင်နဲ့တန်တာလားအလင်းနဲ့တန်တာလားချစ်တတ်တဲ့သူတွေနဲ့တန်တာလားမုန်းတဲ့သူတွေနဲ့တန်တာလားကိုကဘလို့လူစားမျိုး ဖြစ်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးကိုနဲ့ထိုက်တန်တဲ့အပေါင်းအသင်းကိုရမှာဖြစ်ပါတယ်ကိုနဲ့ထိုက်တန်တဲ့နေရာမှာနေရမှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိပါညီကိုမောင်တို့မတို့ဘုရားသခင်နဲ့အတူ အသက်ရှင်ခြင်းနဲ့ဆိုရင်ဘုရားသခင်ရှိတဲ့နေရာမှာ ကိုရှိနေဖို့လိုပါတယ်ဘုရားရဲ့အကွယ်ကာကို လိုချင်တယ်ဆိုရင်ဘုရားသခင်ရဲ့အကွယ်ကာရှိတဲ့နေရာမှာကိုရှိဖို့လိုပါတယ်မဟုတ်ရင်တော့ကျွန်တော်တို့ဟာ တရားဆုံးဖြတ်တဲ့ကာလမှာမတရားသောသူတွေနဲ့အတူရှိနေမယ်ဆိုရင်တော့ထိုမတရားသောသူတွေနဲ့အတူပျက်စီးရပါလိမ့်မယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကိုရှိနေရမယ့်နေရာဟာ အလင်းနေရာပဲဖြစ်ရမယ်။ဖယားသခင်ရှိတဲ့နေရာပဲဖြစ်ရမယ်။ဖြောင့်မတ်တော်သူတွေရဲ့အပေါင်းအသင်းပဲဖြစ်ရပါမယ်။ဖျာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျာကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကို စကားပြောသောကြောင့်ကျေးဇူးတင်တယ်ကျွန်တော်တို့နေရမယ့်အရက်ကိုညွှန်ပြသောကြောင့်ကျေးဇူးတင်ပါတယ်ကိုရောနဲ့အတူတွာလာတဲ့အသက်တာဖြစ်စီပါဘုံကြီးချင်းဂုံပြူချင်းအလုံးစုံကိုကိုရောအားပေးပါတယ် ဖြောင်းမတ်သောသူတွေနဲ့ပေါင်းသင်းရပါမိအကြောင်းကိုရောမဆပါကိုရောကိုချစ်တဲ့သူတွေနဲ့ပေါင်းသင်းရပါမိအကြောင်းမဆပါတဏိတာလုံးလက်ဝဲအန္တမာတဲ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောကောင်းချီးပေးကွယ်ကပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌ဆက်ကပ်၍အစာပြုပါ၏အာမင်